ရှင်ကျမတို့ရဲ့ရေဦးဖံမီချင်တဲ့ဒီကနေပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ကျမကတာလဘောဟင်းချက်နီလေးကို မျှဝေပေးပါမယ်ရှင် ကျမနဲ့အတူတူ အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင်တာလဘောချင်းချက်တော့မယ်ဆိုလို့ရှင်ကျမတို့မိမိတို့ကြိုင်းနေတဲ့အတီးရမြောင်များစွာကိုထည့်လို့ရပါရဲ့ရှင် ကျမကတော့ဒီမှာပြောင်းဖူးရဲ့အာမုံညင်းရွက်ပေါ့နော်နောက်တစ်ခါကျမကစုပုပ်ရွက်အရင်ကြိုက်တယ်ဆိုတော့စုပုပ်ရွက်ပါတယ်နောက်တစ်ခါမြင့်မြင့်ပေါ့နော်မြင့်အရင်ကြိုက်တယ်အဲနောက်တစ်ခါမိုးအရင်ကြိုက်တယ်ပေါ့နော်အဲ့ဒါအကြောင်းမြင့်ရဲမိုးရဲစုပုပ်ရွက်ရဲမုံညင်းရွက်ရဲပေါ့နော်အဲ့ဒါတွေကိုကျမကအတိအကထည့်ပါတယ်နောက်တစ်ခုကကြတော့ အဲအိမ်ကညီမလေးရဲ့နီးပေါ့နော်သူကတာလဘောဟင်းနေကို အာရေချိုးငပီကိုကြိုပြီးတော့ထည့်ပါရဲရှင်ဒါကြောင့်ကျမကရေချိုးငပီလေးနည်းနည်းကြိုပါမယ်နောက်ပြီးတော့ကျမတို့ကတာလဘောဟင်းကိုစံကိုလှော်ပြီးတော့အာကိုဘတာကိုထောင်းပြီးတော့ထည့်ပါရဲအဲ့တော့ကျမတို့ကဒီအခုအာထမင်းပေါင်းအုံးနဲ့ချက်တဲ့စံခွက်ကလေးတဝက်ပဲဖြစ်ဖြစ်ပေါ့တဝက်ပဲဖြစ်ဖြစ် တပူးလုံးပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါကိုလှော်ပြီးတော့ကျမတို့ကထောင်းပြီးထည့်ပါတယ်အဒီနေရာမှာအချိန်ရှိတဲ့လူတွေကအဲဆန်မုတ်ပေါ့နော်အမှမွှေးဆန်မုတ်အကြက်မုတ်တို့ပါတို့ထည့်လို့ရပါတယ်အခုဒါလေးကတော့ကျမကဆန်ဆန်ကိုလှော်မှာဆန်လေးကိုဟောပေါ့စိတ်ရှိလက်ရှိလှော်ပြီးတော့ဥပမာအညိုရောင်လေးတန်းလာပြီဆိုလို့ရှိရင်ကျမတို့ဒီဆန်လှော်တာ ရပါပြီ။စံလောရာဒီလိုအခြေအနေဆိုကျမတို့ချထားလို့ရပါပြီ။ပြီးရင်အဓိကကြက်ရိုးကိုပြုတ်ပါမယ်။ကြက်ရိုးပြုတ်မယ်ဆိုလို့ရှိရင်ဂျင်းရဲ့ကြက်သွန်ဖြူရဲ့ကျမတို့ထောင်းထားပါမယ်။ဂျင်းကိုတော့ကျမကမညက်တညက်ထောင်းပါမယ်။ကျစ်တုံပြူလေးကိုလည်းမညက်တညက်ပေါ့နော်ထောင်းထားပါမယ်ကျစ်တုံဖြူက အမွှားတွေအများကြီးပါရတဲ့တူလုံးရဲ့တဝက်လောက်ဆိုရပါပြီ။တချမ်းပေါ့နော်တချမ်းဆိုရပြီ။နောက်တစ်ခုကစက်သားကိုပြုတ်မယ်။ပထမဆက်ဆက်ချင်းပြုတ်တဲ့အချိန်မှာ ကျမဘာမှမထည့်ဘူး။ဘာဖြစ်ဆိုတော့ကျမကပထမရေကိုသွန်ပစ်မှမလို့ပါ။အာဘာလို့အဲ့လိုသွန်ပစ်တာလဲဆိုတော့အနံ့ပေါ့နော်အနံ့ကြောက်လို့သွန်ပစ်တာ။ စက်သားကိုပြုတ်ထားတဲ့အချိန်မှာကျမတို့စောစောကစူပုတ်ရွက်တို့မုံညင်းရွက်တို့ကိုကျမတို့ကစားရည်လေးနင်းနင်းနဲ့စိန်ထားမယ်ပေါ့နော်ဒါကတော့ပိုးတွေပိုးတွေတန်ဆင်သွားအောင်ပေါ့လေနောက်တစ်ခုကကျမစောစောကပြောခဲ့သလိုပဲအဲငပိရည်လေးကိုနည်းနည်းကြိုထားမယ်ငပိရည်ကြိုလေးကိုကျမတို့ကတာလဘောအဟင်းနဲ့ထည့်မှာမလို့ နောက်တစ်ခုကကြတော့မြစ်ပေါ့နော်မြစ်ကိုကျမကအဲမြစ်နဲ့မှုန်နဲ့ကိုပပပပလီထားမယ်။အော်နောက်ပြောင်းမှုပြောင်းမှုကိုလည်းကျမကအခုဒီဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပဲပြောင်းမှုလေးကိုလည်းစိတ်ထားမယ်။စစောကကြက်သားပြုတ်ထားတာဆူလာပြီဆိုရင်ကျမတို့ဒီကြက်သားတွေကိုဆယ်ပြီးတော့ဒီပထမရေကိုတွန်ပြစ်မယ် ုံပြီးသွားပြီဆိုရင်ကျမတို့ရေအစ်စ်နဲ့ထည့်ပြီးတော့ကြက်သားထပ်ပြုတ်မယ်။အဲ့ဒီကြက်သားတွေကိုထောင်းထားတဲ့ဂျင်ကြက်သွန်ဖြူငပြက်ရည်ထည့်ပါမယ်။ အားလုံးထည့်ပြီးသွားပြီဆိုရင်ကျမတို့ဒီရေကိုပွပွဆူလာတဲ့အထိတည်ထားပါမယ်ရှင်။ရေပွပွဆူလာပြီဆိုရင်ကျမတို့ပြောင်းမှုကိုထည့်ပါမယ်။အခုဆိုတော့ပြောင်းမှုကအရင်မာတယ်မာတော့ကျမကပြောင်းမှုကိုအရင်ထည့်ပါမယ်။နောက်တစ်ခုကပြောင်းမှုကခြိုလဲခြိုလဲဆိုတော့ဒီရေတဲကိုအခြိုတတ်တေးရသွားအောင်လို့ပေါ့နော် အားကြောင့်တာလဘောဟင်းကိုပြောင်းမှုထဲတာလဲဆိုတော့လေပြောင်းမှုရဲ့ဒီတဘာဝခြိုတဲ့အရာဒါနောက်တစ်ခုကကျမကိုကဒီအဲပြောင်းမှုကိုဒီ soup တေတဲကနေပြီးတော့ထက်စားရတာပေါ့နော်အဲ soup တေကပြောင်းမှုကိုစားရတာဟိုကျမကအရင်ကြိုက်တယ်ပေါ့နော်ဒါကြောင့်ပါဤရင်လဲကျမတို့ပုတ်ပွဲစူအောင်ပြန်တဲထားမယ် ုတ်ပွက်ဆူလာပြီဆိုရင်မြစ်မြစ်ကိုအရင်ထည့်မယ်။ ဤရင်ရည်နှွေးလေးထပ်ထည့်မယ်ပေါ့နော်ထက်ပြီးတော့ထပ်ပြီးတော့ကျမတို့ပွပွဆူအောင်တဲထားမယ်ဒါကဆော့ဆော့ဆန်ကိုကျမကထောင်းထားတာဆန်လောမဟုတ်ကိုထောင်းတာတော့ကျမတို့မပြတော့ဘူးပေါ့နော်တော်တော်လေးကို ဇန်လုံးမုတ်ထောင်းရတာတော်တော်လေးတော့လက်ဝင်နေအဲ့တော့အချိန်မရတဲ့လူတွေပါတယ်ဆိုရင်တော့မွေးစံမှုတ်ပေါ့နော်အကြက်မှုတ်ကိုယူသုံးတာကောင်းမယ်ဒါအแทးမှာဂျင်းတွေကိုဖယ်ထုတ်ဖြစ်တာဘာဖြစ်ဆိုတော့ဂျင်းမိသွားမှဆိုလို့နော်အဲကြောင့်တပင်တက်တက်မဲ့ကျမဂျင်းဘက်ကိုခက်ကြီးကြီးထုယုံမဲ့ထူထားတာဒါကငပိရေချိုထက်မှာငပိရေချိုကတော့ဒါကျမရဲ့ experience အရာပေါ့နော် သုံးဆွန်ပေါ့ထမင်းစားဆွန်သုံးဆွန်လောက်ဆိုရင်တော့လုံလောက်ပါပြီတချို့ငပိရေချိုရဲ့အနံ့ကိုမကြိုက်တဲ့သူတွေဆိုရင်ပေါ့နော်ကျမကတော့ taste ကိုစစ်လိုက်တဲ့အခါမှာငအဲအဲ taste ကနည်းနည်းပေါ့နော်ဘယ်လိုပြောရမလဲသိပ်မလာတဲ့အခါကျတော့ကျမကတော့ထမင်းစားဆွန်6ဆွန်လောက်ထည့်လိုက်ပါတယ်ဒါပေမဲ့ဒီအိမ်မှာစားတဲ့အမကပြောတယ်ငပိရေချို များတယ်ပေါ့နော်အဲဒါကြောင့်ငပိရေကျိုးကိုတကယ်လို့ချက်မဲ့ဆိုရင်တော့သုံးဆွန်းလောက်ပဲထည့်တာဟာတင့်တော်တယ်ပေါ့နော်ဒီအိုးတိုးပေါ့နောက်ပြီးတော့ကျမတို့ချိုမုတ်စားထည့်မယ်ပေါ့နော်ချိုမုတ်စားထည့်ပြီးရင်မြည်ကြည့်ပေါ့ taste ကိုမြည်ကြည့်ပေါ့ဤမရှုံထဲမယ်ကျမကຫມို့အရင်ကြိုက်တဲ့လူဆိုတော့ မိုးကိုတစ်ထုပ်လုံးဝယ်ထားတဲ့ထုပ်လုံးထည့်ပလိုက်တာပေါ့နော်အပေါ့အငန်အရသာမြည်ကြီးတကယ်လို့ လိုအပ်သေးတယ်ဆိုလို့ရှိရင်တော့အာစာပေါ့နော်စာလေးနည်းနည်းထက်အဲဟင်းချိုမုတ်လေးနည်းနည်းထက်တကယ်တော့ဟင်းချိုမုတ်အများကြီးထည့်စရာမလိုဘူးဒီဟင်းကဘာဖြစ်လို့လဲဆိုတော့ဒီဟင်းဒီဟင်းရွက်တွေကအရန် fresh ဖြစ်တဲ့အခါကျတော့ဒီဟင်းဒီဟင်းရွက်ကလည်းအရန်ချိုတယ်နောက်တစ်ခါကြက်သားကလည်းအဲဝဝဲချင်းပေါ့ဝဝဲချင်းကိုပြုတ်ပြီးတော့ချက်တဲ့အတွက်ကြောင့်ဒီကြက်ရိုးကလည်းချိုတယ် နောက်တစ်ခုကကြက်ရိုးကိုကျမကစစ်ရှိလက်ရှိအကြာကြီးပြုတ်ထားတဲ့အတွက်ကြောင့်ကြက်ရိုးကနူးဣနေရပေါ့နော်အဲ့တော့ဒါကိုကျမကပြန်ပြီးတော့ပုပ်ပွဲစုအောင်တဲနောက်ဆုံးပိတ်ပုပ်ပွဲစုလာပြီဆိုတော့မှဒီကျမတို့မုံညင်းပေါ့မုံညင်းလေးကိုထည့်မယ်ဒီနေရာမှာဘူးညွန့်တို့ ဘူးညွန့်ပေါ့တချို့ဟာကျမတို့တွေ့ရတဲ့လောက်ဘူးညွန့်ထဲတယ်နောက်တစ်ခါအိမ်ကညီမလေးကတော့ဂျိန်ခေါဖူးလို့ဘာလို့ထဲတယ်ကျမကတော့ဂျိန်ခေါဖူးမရှိလို့မထဲဘူးဒါကငရုတ်ကောင်းမှုဒီငရုတ်ကောင်းမှုကလည်းကိုဘသာကိုလှော်ပြီးတော့ကိုဘသာကိုထောင်းထားတာဘာဖြစ်လို့လဲဆိုတော့ဆိုင်က ready made ကိုဝယ်တာတဲ့စာလို့ရှိရင်ကိုဘသာကိုလှုပ်တာက အနံကအနံအရသာမတူပုံမွေးလို့ပေါ့နော်ကဲအခုဆိုရင်တော့အင်မတန်မှအရသာရှိတဲ့ဒါလဘောဟင်းလေးပေါ့နော်ဒါလဘောဟင်းလေးရပါပြီရှင်အဲဒီမှာတခုပြောစရာရှိတာကတချို့ကစူပုတ်ရဲ့ရဲ့အနံ့ကိုမကြိုက်ဘူးစူပုတ်ရဲ့အနံ့ကိုမကြိုက်တဲ့အတွက်ကြောင့်ကျမကဟင်းအိုးလေးကို စုပုပ်ရဲ့ theme ချက်ဖူးကျမဘာသာကျမတို့ like individual ပေါ့နော်စုပုပ်ရဲ့ကြိုက်တဲ့သူကကိုပကံလေးတဲ့ကိုစုပုပ်ရဲ့ထဲ့ပြီးတော့ကိုဘာသာကိုအပေါ်အာနေပြီးတော့ဟင်းရီပွက်ပွက်ဆူဆူအော်လောင်းချလိုက်တယ်လောင်းချလိုက်တော့အာစုပုပ်ရဲ့နတ်မှွေးမှွေးလေးနဲ့ပေါ့ကြိုက်တဲ့လူကတော့မှွေးတာပေါ့ကွယ်မကြိုက်တဲ့လူကတော့မှွေးဘူးပေါ့ကွယ်အဲ့တော့ ိုရီးယားတော့ကြိုက်တော့အရန်ကောင်းတယ်ပေါ့စုဖို့ရက်လေးနဲ့ကဲအခုဆိုရင်တော့မြန်မာမာကြီးပေါ့ပမာမာကြီးပေါ့နော်ပမာမာကြီးကပထမအဦးဆုံးကရင်ဒါလဘောဟင်းကိုချက်တာအောင်မြင်သွားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးကြားကြပြီးရေဦးမီသားစုဝင်တဦးတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ရေဦးမီသားစုဝင်အားလုံးကိုလည်းကျမ်းမာပေးကင်ကြပါစေရှင်။